အားလုံးမင်္ဂလာပါ။အောင်ရင်း channel မှာကြိုဆိုပါရစေ။ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့စပင်အလွန်တန်စီတဲ့စက်တုံဒီဖြော်ရည်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။စက်တုံဒီရေရဲ့အစွမ်းတင့်စပင်အတွက်သိပ္ပံပညာကတက်တည်ပြထားတဲ့အံ့ဩဖွယ်ရာအချက်၅ချက်ရှိပါတယ်။စပင်ကျွတ်တဲ့အတွက်တဘာဝနီလန်းတွေပေါ်တင်တန်တရားရှိနေသလားတင်တန်တရားကိုပြည်လေစေဖို့ရိုးရိုးရှင်းရှင်းလေးရှင်းပြပေးပါမယ် ။စပင်ကျွတ်တာကလူတော်တော်များများကြုံတွေ့နေရတဲ့စိတ်ညစ်ဆရာပြဿနာတစ်ခုပါ။ဒီပြဿနာကိုဖြေရှင်းဖို့သဘာဝနီလန်းတွေအကြောင်းပြောလိုက်ရင်လူအများစုကတန်တရာ ဝင်တတ်ကြပါတယ်။ဒါပေမဲ့မိဖို့ကြောင့်တည်းကတာမန်ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ကျက်တုံဒီရေဟာစပင်ကျွတ်တာကိုအံ့ဩဖွယ်ရာကောင်းလောက်ဖြေရှင်းပေးနိုင်တဲ့အပြင်သူ့နောက်ွယ်မှာခိုင်မာတဲ့သိပ္ပံနိကြအထောက်အထားတွေရှိနေတယ်ဆိုတာရောသင်အံ့ဩသွားသလားဒီမှာတော့ ကျက်တုန်ီရေရဲ့အစွမ်းနဲ့ပတ်သက်ပြီးသင်မသိသေးတဲ့အချက်တွေကိုဖော်ပြပေးသွားမှာပါအဓိကအချက်များကျက်တုန်ီရေရဲ့အစွမ်းတတိကိုဖော်ထုတ်ခြင်းအချက်နံပါတ်၁ကျက်တုန်ီရေဟာရှေ့ရိုးရာ ကုထုံးတစ်ခုသာမဟုတ်ဘဲသိပ်ပံနိကျအခြေခံများရှိနေပါတယ်ကျက်တုန်ီရေကဘာကြောင့်သပင်အတွက်ဒီလောက်ထိရောက်နေရတာလဲအဓိကအဖြစ်သူ့မှာပါဝင်တဲ့ အစွမ်းထက်ဓာတ်ပေါင်းနှစ်ခုကြောင့်ဖြစ်ပါတယ်။ဆာဖာဓာတ်ပေါင်းဆာဖာဟာစပင်ရဲ့အဓိကတိဆောက်မှုပရိုတင်းဖြစ်တဲ့ကယ်ရတင်အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံကုန်ကျန်းတစ်ခုဖြစ်ပါတယ်။စပင်ကိုနှံစွမ်းခိုင်မာစေဖို့အတွက်ကယ်ရတင်လိုအပ်တယ်။ကယ်ရတင်တိဆောက်ဖို့ဆာဖာလိုအပ်တယ်။ကွာစီတင်ဒီဓာတ်ပေါင်းဟာအကျိုးကျေးဇူး၃မျိုးရှိပါတယ်။နံပါတ်၁ကစပင်ကွက်ပြီးကျွတ်တဲ့အေလိုပီစီယာယောဂါကိုဖြစ်စေတဲ့ကိုခံအားစနစ် မှားယွင်းတိုက်ခိုက်မှုကိုချော့ချပေးပါတယ်။နံပါတ်၄စပင်မှုင်းမောင်းမှာရှိတဲ့ကြီးထွားဟော်မုန်း growth ဟော်မုန်းတွေကိုတိုးပွားစေပါတယ်။နံပါတ်၃တတ္တယအချက်အနေနဲ့မှုနဲ့တဆေးလိုမျိုးပိုးမွားတွေကြီးထွားမှုကိုတိုက်ဖြတ်ပေးတဲ့အစွမ်းထက်အာနိသင်ရှိပါတယ်။ဒါကြောင့်ဘောက်ထခြင်းလိုမျိုးပြဿနာတွေနဲ့ရင်ဆိုင်နေရသူအတွက်အထူးအထောက်အကူဖြစ်စေပါတယ်။အချက်နံပါတ်၂လေလာမှုများအရာထိရောက်မှုအလွန်မြင့်မားကြောင် တွေ့ရှိရတယ်။ကျက်တုံနီရေရဲ့အစွမ်းကိုဂျာနီယော့ဒမတိုလော်ဂျီမှာဖော်ပြတဲ့လေးလာမှုတစ်ခုကခိုင်ခိုင်မာမာတက်တည်ပြခဲ့ပါတယ်။အဲ့ဒီလေးလာမှုမှာပါဝင်သူတွေကိုအုပ်စုနှစ်စုခွဲပြီး တစုကိုကျက်တုံနီရေလိန်ခိုင်ပြီး နောက်တစုကိုတော့ရိုးရိုးရေပဲလိန်ခိုင်ခဲ့ပါတယ်။ရလက်ကတော့အလွန်ကိုထူးခြားခဲ့ပါတယ်။ရက်တက်တဲ့ဘတ်6ဘတ်အကြာမှာကျက်တုံနီရေတုံးတဲ့အဖွဲဟာတိတာထင်ရှားတဲ့ စပေးပြန်ပေါက်နှုန်း86.9ရာခိုင်နှုန်းရှိခဲ့ရိုးရိုးရေသုံးတဲ့အဖွဲကတော့73ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။အရန်ကွာခြားနေပါတယ်။အချက်နံပါတ်3ဆေးဝါးတစ်ခုလိုအစွမ်းထက်တဲ့အစီတစ်မျိုးနဲ့၎င်းကိုပုံမအစွမ်းထက်အောင်ပြုလုပ်နိုင်တယ်။ကျက်တွန်ဒီရေအာနိသင်ကိုပို့ပြီးမြင့်တင်ခြင်းပါသလားကျက်တွန်ဒီရေထဲကို rosemary အစီ rosemary oil အဆက်အနှဲငယ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်2015ခုနှစ်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ Rosemary အစီဟာသပင်းကွက်ကျွချင်း Alopecia အတွက်သုံးစွဲနေတဲ့ထိတ်တန်းဆေးဝါးတစ်မျိုးလိုပဲထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ် Rosemary အစီမှာရောင်ရမ်းမှုကိုလျှော့ချပေးတဲ့စန့်ကျင်ဓာတ်တိုးအာနိသင်တွေရှိပြီးဥယျာဉ်ပြားစီကိုတွေးလက်ပတ်မှုကောင်းမွန်စေတဲ့အတွက်သပင်းကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်အချက်နံပါတ် ကျက်တုန်ဒီရေကိုအချင်းဖောက်ချင်းက၎င်းရဲ့အာနိသင်ကိုပုံမိုးမြစ်တင်ပေးတယ်။ဒီကုထုံးရဲ့အာနိသင်ကိုအမြင့်ဆုံးရယူလိုသူတွေအတွက်ပုံမိုးအစ်စ်မြက်တဲ့နီလန်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့အချင်းဖောက်ချင်း fermentation ဖြစ်ပါတယ်။ဒီနီလန်းမှာတော့အကျိုးပြုအမှုဇီဝပိုးမွားတွေကြီးထွားမှုအားပေးဖို့အတွက်ပြင်ဆင်ဖို့အနေနဲ့ကွဲပြားပြီးဒါကကျက်တုန်ဒီရေရဲ့အာနိသင်ကိုအဓိကနီလန်း၃မျိုးနဲ့မြင့်တင်ပေးပါတယ်။ မ၁အချင်းဖောက်တဲ့အခါကွာစီတင်းရဲ့အာနိသင်ကိုပိုမိုအားကောင်းစေပါတယ်။နံပါတ်၂အချိုးပြုတ်ဇီဝပိုးမွှားတွေကဗီတာမင်အသစ်တွေကိုထုတ်လုပ်ပေးပါတယ်။နံပါတ်၃အရေရဲ့ pH က၅လောက်အထိပိုပြီး acid ဓာတ်များလာတာကြောင့်ဥယျာဉ်ပြားကျန်းမာရေးအတွေ့အထူးသင့်တော်တဲ့အခြေအနေကိုဖန်တီးပေးပါတယ်။အချက်နံပါတ်၅သုံးပြုပုံကတင်ထင်ထားတာတဲ့ပိုလွယ်ကူပြီးအနံ့လည်းမဆွဲကြပါဘူး။ ကျက်တွန်ညီနှဆွဲကြံခဲ့မှာကိုစိုးရင်ပါလားလုံးဝအစိတ်မပူပါနဲ့အတုံးပြုပုံကရိုးရှင်းပြီးအနံ့ကိုလည်းအလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်ပြင်ဆင်ပုံအဆင့်ဆင့်နံပါတ်1ကျက်တွန်ညီကလုံးကိုဘလန်ဒါထဲထည့်ပြီးကြိတ်ပါကျက်တွန်ညီညီကိုတုံးရချင်းဟာသူ့မှာကွာစီတင်းအကျွဲဝဆုံးပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်2ရလာတဲ့အရေးကိုအဖတ်တွေစစ်ထုတ်လိုက်ပါနံပါတ်3စပင်ကိုရေးအရင်စွတ်ပြီး ကြက်သွန်ကြီးရေဥဥကြီးပြားတဲ့စိတ်ဝင်အောင်မိနစ်အနည်းငယ်နှိမ့်နယ်ပြီးပါနံပါတ်၄ရေချိုးကန်းသုံးခေါင်းဆွတ်ရှာဝါကပ်ဆွတ်ပြီးမိနစ်30ကနေတနာ ਈ အထိထားပါနံပါတ်၅ပြီးရင်ရေနဲ့တေချာဆေးချပြီးခေါင်းလျှော်ရင်းနဲ့နှစ်ကြိမ်ပြန်လျှော်ပါနှစ်ကြိမ်လျှော်ခြင်းကကြက်သွန်ကြီးနံ့ကိုလုံးဝပျောက်ကင်းစေပါတယ်ဒီနီလန်းကိုတပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်အပိုဆောင်အကြံပြုချက် အကောင်းဆုံးရလတ်များအတွေ့နောက်ထပ်အရေးကြီးတဲ့အချက်တွေကိုပြောပြပေးပါမယ်။စက်တုံညီသုံးတာအပြင်အကောင်းဆုံးရလတ်ရဖို့ဒီအချက်တွေကိုလည်း new site သင်ပါတယ်။ဗီတာမင် D3 ဗီတာမင် D3 တနေ့ကိုအနည်းဆုံး1000ကနေပြီး2000 international unit တောက်ပါ။ဒါမှမဟုတ်နေအောင်ကြီးဒုံလောက်စွာခံယူပါ။ဟာရသင့်စပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာရရှိဖို့အစားအသောက်ကိုမှန်ကန်စွာစားသုံးပါ။ မိကုန်းစဉ်းစားကြရအတွေ့တစ်ခုနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့မိဘကြောင့်တဲကတာမန်ကျက်တွန်ဒီတလုံးမှာသပင်ကျမ်းမာရေးအတွက်သိပ္ပံပညာကထောက်ခံထားတဲ့အစွမ်းထက်အာနိသင်တွေရှိနေရဆိုတာကိုထင်ရှားပါတယ်ဒီအချက်ကကျွန်တော်တို့အတွေ့တစ်ခုပြပါတယ်ကျွန်တော်တို့မိရော့နေတဲ့အခြားဘယ်လိုရိုးရာအိမ်တွင်းကုထုံးတွေမှာသိပ္ပံနိကျတက်တည်ပြခဲ့တဲ့အကျိုးကျေးဇူးတွေထပ်ပြီးရှိနေဦးမှာလေရှိနေဦးမှာပါဒါတွေကိုရှာဖွေတင်ပြပြီးသွားပါမယ် အစအဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်နောက်နောက်တော့ဘယ်လိုကြည့်ရှုနိုင်မလဲဆိုတော့ subscribe ကိုကြည့်ပေးထားပါလို့တက်ရရက်ပါတယ် like နဲ့ share လုပ်လဲနှိပ်စေးခြင်းပါတယ်ဒူသာအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကြည့်ရှုတင်ပါတယ် happy great day